လို့ကြောင့်သိကြအောင်လင်းမြန်လိုင်ကတပက်တောင်ကျောအောက်တို့စေးစေးဆက်ဆက်ကြည့်ရင်ညောင်အောက်တို့လည်းအနေငယ်မြောက်စင်းသွားတယ်လို့ဆိုပေမဲ့တပက်တောင်ကျောနဲ့ရဲ့ငိုရာခရီးတစ်ဆိုင်ကြည့်နေပုံရှာတယ်။သူ့ကြောင့်လေဟာကိုမိုက်လာကြည့်ကြည့်သူတို့အပေါ်တက်သွားတာဗျ။ကျွန်တော်လင်းမြန်လိုင်ရဲ့နားကပ်သွားတယ်။အလိုလေးဗျာတောင်ကျောနဲ့ရဲ့မှာပေါက်နေတဲ့တဲ့ပင်ငယ်များတချို့အမျက်ကပြုတ်ထွက်နေတယ်။တချို့လဲလဲနေတယ်။ကုတ်တွေတက်သွားရင်တွေ့ခြေရာတွေကိုလည်းတွေ့ တို့တောင်ကျောကိုတက်သွားတော့တေးကြတယ်။တို့နဲ့ကျွန်တော်နဲ့လင်းမြလှန်ရတောင်ကျောကိုတက်သွားလိုက်တယ်။တောင်ကျောမှာတစ်ပင်ကြီးအနေငယ်များကျိုးတို့ကျဲတဲ့ပေါက်တာကိုတွေ့တယ်။ဝက်သုံးပင်တွေလည်းပေါက်ရောက်တယ်။တို့တွေအပေါ်တက်သွားကြတာဗျ။ဝက်သုံးပင်ကိုဖယ်ခွာပြီးရှောက်ကြခြင်းအပြင်ဝက်သုံးပင်တစ်စုံမမတ်ထောင်းနေခြင်းမရှိလဲပြိုနေ။ကျွန်တော်တို့ကထိုလန်းတိုင်းလိုက်သွားကြတယ်။သူရှောက်လာရင်ဟာဟင် ဇင်ပြွေမဲ့အောက်ခြေမှာဖိုးခွဲကိုတွေ့လိုက်တယ်။ဖိုးခွဲကတက်ပင်ခြေမှာထိုင်ပြီးပေးစီကိုကြောမိထားလိုက်တယ်။ကျွန်တော်တို့ကိုစောင့်နေခြင်းမဟုတ်သူမောပန်း၍နားနေခြင်းဖြစ်တယ်။ကျွန်တော်တို့ကသူ့ရဲ့နားလျှောက်တဲ့အခါမှာသူ့ရဲ့နှဘေးမှာထိုင်လိုက်ပြီးဘဲရောက်သွားကြလဲလိုက်မမိသေးဘူးလား။သူ့ခေါင်းကိုရန်ခါပြရင်ညစ်ချေပြတ်သွားတာလား။သူ့ခေါင်းကိုရန်ခါလာပြန်နေ။နှုတ်ဖြင့်လှပေးလိုက်တာဟမ်ဘာလို့ရောတော့မင်းကောင်မလေးမဟုတ်ဘူးပေါ့ကျွန်တော်အန်အော်တကြီးမေးလိုက်တယ် ဟုတ်တယ်။ဟမ်လို့ဖြင့်သူစိတ်ပြည့်စွာနဲ့ခေါင်းကိုခါရနေ။သူကြည့်ရတာပုံမှန်ဟုတ်မယ်မထင်ဘူး။ဘာလို့ဆိုလို့ကျင်တာလဲ။သူကျွန်တော်ကိုမြင်နေသိတယ်။လို့ပဲမေးကျွန်တော်ကိုအတွေ့မခံကျင်တဲ့ပုံမေး။သူ့မေးဘာပြဿနာရှိလဲမသိဘူး။ဒါမှမဟုတ်သူတယောက်တည်းတော်ရဲတောင်နဲ့သွာလာနေရတော့ဆိုတော့စိတ်ချောက်ချပြီးထိလျက်တကြဖြစ်နေလားမသိဘူး။ဟမ်မင်းတကယ်လိုက်မမေးရလားမလိုက်ချင်တော့လို့ ေးအစမ်းမလားမင်းမဲမင်းကောင်မလေးကိုအင်မတန်တွေ့ကျင်တော့ဆိုဘာလို့များကျွန်တော်ရင်စကားမဆုံးမီလင်းမြင့်လိုက်ရသူ့ကောင်မလေးချင်းနေုံမြင်ပြီးစိတ်မကောင်းဖြစ်သွားတာနေမှာပေါ့ဟုတ်တယ်ပိုခွေကလင်းမြင့်လိုက်ရဲ့စကားကိုထောက်ခံပြောတယ်ကဲပိုခွေသူပဲပဲသွားလေးဆိုတာတော့သိမှာပေါ့ဒီဘက်တောင်ကျောင်းအထက်ဘက်တို့ညံပြတယ်ကျွန်တော်လမ်းကြည့်လိုက်တယ်တစ်ပင်နေအုပ်အုပ်ဆိုင်ဆိုင်ရှိတယ်တစ်ပင်ကြီးများပေါ်မှာနွေတော်တော်များများရှက်ပတ်နေတယ် အောက်ချိန်မှာလူခဆောင်လောက်ရှိတဲ့တရားသေးပင်အခန်းတွေမျိုးစုံပေါရောက်ပြီးချိန်ုံပင်များစွာလည်းရှိအောက်ပေါင်းရှုပ်ပြီးတော့တော်ထုပုံရှာတယ်ဟာလင်းမြတ်နိုင်ကတပြင်းတစ်ချဲချလိုက်ပြီးအင်းဒီအိတ်ကတွန်းကဝီစကီပြားလေးကိုထုတ်ပေးတယ်ကျွန်တော်ကမောပန်းရွယ်နဲ့နေသေးဖြစ်ပြီးတငုံမောတောက်လိုက်တယ်တော်မသိရဲ့ရေရောဆက်ထားပြီလို့လင်းမြတ်နိုင်နဲ့ကျွန်တော်တလိမ့်စီတောက်ကြတယ်ဟိုခွေကတော့မျက်စိစုံမိတ်ပြီးတော့မှိန်နေတယ် ပါကိုစိတ်ပြက်သွားရင်မသိပါလင်းမြင့်လိုင်ကတပြင်းတစ်ချက်ချလိုက်ပြီးအင်းကြီးအိတ်ကတွန်းကဝီစကီပြားလေးကိုထုတ်ပေးတယ်ကျွန်တော်ကမောပန်ရွန်းနဲ့နေသည်ဖြစ်ပြီးတငုံမောတောက်လိုက်တယ်တော်ပါသေးရေရောဆက်ထားလို့လင်းမြင့်လိုင်လေးကျွန်တော်တလဲစီတောက်လိုက်ကြတယ်ဘိုးကွေကမျက်စိစုံမိတ်ပြီးတော့မှိန်နေပါကိုစိတ်ပြက်သွားရင်မသိပါလင်းမြင့်လိုင်ကသူ့ကိုသေးချကြည့်ပြီးပါကိုသဘောချသွားရင်မသိပြုံးလေသဖြင့်ကိုလင်းပါသဘောချနေရတော့ကျွန်တော်မေးလိုက်တယ် ခိုးခွေးကိုသဘောကျလို့ဘာဖြစ်လို့ရောမြောက်အဲ့ငယ်ပုံကိုကြည့်ပြီးသဘောကျနေတော့ဟုတ်မယ်မထင်ဘူးသူလှုပ်ရကြောင်းဖျက်ကိုပိုင်နောက်တော့ရှင်းပြမယ်အခုတော့ဘာမှမဟုတ်သေးဘူးလို့ပဲမှတ်ထားလိုက်ကျွန်တော်လက်ကျန်ရဲကုံမောတောက်ပြီးပလင်းပြားလေးကိုအဝေးသို့လှမ်းပြတယ်ပလင်းကျသွားတဲ့နေရာမှာကြောက်တုံးရှိလိမ့်မယ်ပလင်းကွဲသွားတဲ့ကိုကြားလိုက်တယ်တိုးတဲ့ကြောင့်ဖိုးခွေးကနိုးလာတယ်။အော်နိုးပြီလား။ငါတို့သွားကြစို့။လင်းမြန်နိုင်အောင်ပြောလိုက်တယ်။ဖေသွားမှာတော့ ဟာမင်းကောင်မလေးကိုလိုက်ရှာမယ်လေ။ All in ။ဖိုခွေတယောက်တို့တာပြောချင်တယ်။သူ့ရဲ့ပုံစံကဆရာတက်ပုံအလေးမရှိချေဘလို့ဖြစ်သွားတာလေ။အစားကသူ့ရဲ့ကောင်မလေးကိုမပြတ်မနေလိုက်ရှာမယ်လို့ဆုံးဖြတ်ထားဝင်ရှာတယ်။အခုကျတော့ဘလို့ဖြစ်လို့ပြောင်းလဲသွားတာလေ။ဟာလေမင်းကောင်မလေးကိုမတွေ့ကျင်တော့ဘူးလား။ကျွန်တော်မေးလိုက်တယ်။သူတွေ့ရသေးတယ်။ဒီမှာကောင်ကိုညင်သာစွာရဲခါပြရဲကျွန်တော်အတော်လေးစိတ်ပြက်သွားတယ်။ဘာလဲ စိတ်မုံမမှန်ဖြစ်သွားလို့လား။နှုတ်ကြောင့်ပဲဖြစ်မယ်ထင်ပါရဲ့။နှုတ်ပြင်မင်းဒီကနေလှည့်ပြန်ခြင်းနဲ့ပေါ့။အင်း။လင်းကောင်မလေးကိုဒီတိုင်းလွတ်ထားတော့မလို့လား။လင်းမြဲလာရမေးလိုက်တယ်။သူဒီတော့ဒီတောင်ထဲမှာနေသားကျနေပြီထင်ပါရဲ့။သူကျွန်တော်ကိုအမှတ်မရှိနေမှာတော့နေပါစေတော့ဗျာ။ဒီလိုလုပ်လို့မရဘူးလေ။ငါတော့မင်းကောင်မလေးကိုမဖြစ်မနေလိုက်ရှာပေးမယ်။ဘာဖြစ်လို့တော့ဆရာလေးတို့ချိန်ကုန်ပြန်မှန်းတာပြန်ကြမယ်ဗျာ။ လူသက်တရားခံတယောက်ကိုတီတော်တီတောင်ထဲမှာတိနေလျက်နဲ့ငါတော့လွတ်မပေးချင်ဘူးဖေလင်းမြက်လိုက်ရဲ့စကားကြောင့်ဖိုးခွေရလုံမင်းစွာတုံလို့သွားပုံရှားတယ်သူ့ကိုလူသက်သမားလို့ဘာလို့ပြောနိုင်တာလဲဖိုးခွေတယောက်မကြင်မနဲ့လှေတန်နေမိလာကျင်းကြောင့်အံ့ဩမိရဲ့အေးသူ့ကိုတွေ့ရင်ဖမ်းရရင်ဖြစ်ပြောနိုင်လိမ့်မယ်ထင်တာပဲဒီလိုလင်းမြက်လိုက်ရပြောလာတော့ဖိုးခွေတယောက်လုံမင်းစွာအံ့ဩတကြီးထိတ်လန့်သွားတယ်ကဲငါတို့သွားကြစို့ မင်းပြောတာသိကြတယ်နော်ဒီလမ်းတိုင်းသွားတယ်ဆိုတော့လင်းမျက်နှာကဖိုးခွေကိုမေးလိုက်တယ်စစ်စစ်ကြည့်လိုက်တယ်ညလုံးချင်းစုံသွားတယ်ဒီတော့ဖိုးခွေမျက်လွာချသွားတယ်သိကြပါလေမသိကြလို့လည်းမရပါဘူးငါလည်းသိနေတာသူကဒီလမ်းပဲသွားတာပဲကြည့်လေဝက်သုံးမင်းတွေရှိုင်းနေကြတာပြီးတော့ဟောဟိုးရှီကတစ်ပင်ချိန်မှာနားသွားတာပဲလင်းမျက်နှာကပြောလိုက်တော့ဖိုးခွေတယောက်မျက်စိမျက်နှာပြက်သွားတယ်သူဖြင့်ကျွန်တော်တို့က တော်တော်ရှောက်လိုက်ကြတော့လင်းမြက်လိုင်ကဖိုးခွေးကောင်မလေးဖိုင်သွားရင်များရှောက်တော့ကိုပိုင်ဒီမဲ့ကြည့်လေကျွန်တော်အသက်ပင်ချေကိုစိတ်စိတ်ကြည့်လိုက်တယ်ဟောအောက်ခြေမှာပြောင်စင်လို့နေထိုင်လျက်နားနေသွားတဲ့နေရာမှာသက်ပင်မြက်ပင်တွေကိုဆွဲနှုတ်သွားပုံရှာတယ်ဒီမဲ့ထိုင်နားသွားတာသူ့ကြီးမဟုတ်ဘူးဟောလင်းမြက်လိုင်ဘာလို့ဆိုလိုတာလဲဖိုးခွေးကတော့လင်းမြက်လိုင်ကိုတင်ကမကင်မျက်နှာနဲ့ကြည့် ဒါကသူမနဲ့ထိုင်သွားရင်ရှောင်းကြားတယောက်ရဲ့ချီအောင်ဖျားဖိုးခွေးကျောက်လွန်မင်းစွာ ထိတ်လန့်သွားရင်လင်းမြက်လိုက်လဲအံ့ဩတကြီးကြီးကျွန်တော်ဘာမှနားမလဲပါဒါကြောင့်လင်းမြက်လိုက်ပြောလာမေးစကားတွေကိုတော့စောင့်စားနားထောင်မိလိုက်တယ်ဒီလိုတရင်ကချိန်လေးမေးနှစ်ယောက်ထိုင်သွားရင်ဆိုတော့တယောက်ဆိုတာမင်းကလွယ်ဘသူဖြစ်နိုင်မှာတော့ဖျားကျွန်တော်လင်းမြက်လှိုင်ကိုတခုခုရှင်းပြဖို့ပြောနေတဲ့အတိတ်ပဲဆောင်းနေအကြည့်နေကြည့် လင်းမျက်နှာကကျွန်တော်မျက်နှာလှည့်ပြီးဖိုးခွေရဲ့ဘက်ကိုပြန်လဲမင်းငါတို့တခုခုပြောစီချင်နေဘာပြောအောင်မှာတော့မင်းပူစရာတွေဘာလို့ပြောနေတာတော့မင်းအမှန်ပြောလိုက်မယ်လို့ငါယုံကြည်မင်းမပြောဆိုရင်ဖြင့်မင်းကောင်မလေးပဲညှက်နာလိုက်မင်းမင်းကလည်းသူနဲ့ပြန်တွေ့ကြမှာပါဒါကဟိုဟိုဖိုးခွေတယောက်ခြေုံချတော့ဖြစ်နေလေသူမှပြောစရာတော်တီမဟုတ်ရှင်းစရာတွေရှိနိုင်နေမင်းမပြောရင်ငါပြောမင်း လင်းမြင့်လိုက်ပြောလိုက်တော့ဖိုးခွေးတယောက်တုံ့လုံသွားတယ်။ကျွန်တော်ကောင်မလေးကိုတက်တက်ညံ့ညံ့စဉ်းစားပြီးမယ်ဆိုရင်သူတို့ကိုဆရာလေးတို့လက်ကိုအပ်မယ်ဗျ။ဟောကျွန်တော်အံ့ဩမိတယ်။လင်းမြင့်လိုက်ရောစိတ်စိတ်ကြည်တယ်။အထင်ကြီးလေးစားတဲ့အကြည့်ဖြစ်တယ်။ကျွန်တော်ဘာမှနားမလည်နိုင်ချင်။ဘာတွေဘလို့ဖြစ်နေတာလဲ။ကဲမင်းပြောမှထက်မင်းကောင်မလေးပြောတာဆိုပိုကောင်းမှာပေါ့။ငါလည်းတည်တည်နဲ့တည်ထားပါရဲ့။စဉ်းစားပြီးဖြေရှားထားလိမ့်။မင်းကောင်မလေးပြောမှနဲ့ လွဲတော်မှုအနေချင်းလွဲပြီးအလုံးမှန်နေထင်ပါရဲ့ဟဟကဲမင်းလမ်းပြကြီးမင်းကောင်မလေးစီသွားကြမင်းလင်းမြင့်လိုင်ရန်ပြောလိုက်တော့ဖိုးခွေးမျက်နှာပြက်သွားပြီတစုံတရာစိတ်တုံးချောက်ဆုံးဖြတ်လိုက်ဟန်ကျူရီဝေးဝေးလှလန်လိုက်ဆံမလို့ပါဘူးတုံးနဲ့ပြောတာကြောင့်ဖိုးခွေးကိုစိတ်စိတ်ကြည့်လိုက်သည်သူဒီမှာပါဟမ်အိုးသူမြန်ပြရာကိုလမ်းကြည့်အလိုလေးပြတက်ပင်ထက်မှာပါလားလင်းမြင့်လိုင်ပြောတဲ့ သူမထိုင်သာသွားတဲ့တပ်ပင်ရဲ့ထက်မှာအမဲတမင်းဆိုရင်ဘလုံးမတိတ်နိုင်စရာအကြောင်းမရှိပါကြီးဘဲတွင်မူတပ်ပင်ထက်မှာဝဝန်တိုင်ရှိရာအကြောင်းဖြစ်တယ်ဝဝန်တိုင်အဟောင်းမှာသူမတက်ပြီးတော့ပုန်းခုန်နေခြင်းမှာစင်းလာခဲ့ချေကွာတပ်ပင်ထဲဝဝန်တိုင်မှာအမျိုးသမီးတယောက်စင်းလာခြင်းဒီဆိုင်မိုးပြာရောင်နဲ့ရင်ပေါင်းမရှိနေဖြစ်တယ်စရင်ရှိခါနဲ့လောက်ရှိနေဖြစ်တယ်ကျွန်တော်ကသူမကိုကြည့်ပြီးသဘောကျစွာနဲ့ လက်မျက်နှာအောင်ကျင်းလိုက်တယ်။ဖိုးခွေဒါမင်းကောင်မလေးလား။ဟုတ်တယ်။သူမကစစ်လွယ်အိတ်လေးကိုဆက်လဲတိုင်းထားတယ်။သူ့လွယ်အိတ်ကိုသူမအရေးကြီးကြီးရှိတာကြောင့်မင်းပြည်လွယ်အိတ်ကိုဂယုဆိုင်လာကြည်လား။ဘာတွေများပါလဲ။သူပြောလဲပြောကျွန်တော်ကလက်လန်းလိုက်တာကြောင့်သူမကကြပြကတိနာကိုရှိပြီးဖိုးခွေကိုမျက်လုံးဝိုင်းစားနေကြည့်။ဖိုးခွေကလည်းကျွန်တော်နဲ့လင်းမြင်လိုက်အောင်တင်ငါမကင်းမျက်လုံးနဲ့ကြည့်လာတယ်။ရုပ်ကြီးဆိုလို့သူ့ရဲ့ကောင်းမလေးထံကအိတ်ကိုဖြုတ်ယူပြီး ကြီးထွက်သွားမယ်လို့တာကြောင့်အာအာလင်းမြင့်လိုင်ကရှုပ်ကြီးဆိုလိုလက်တွဲအတန်းနဲ့ဖိုးခွဲကိုလှမ်းပြစ်တယ်။ဖះရီကျွန်တော်ပဲအံ့ဩသွားတယ်။ဟိုတော်ပါသေးရဲ့လင်းမြင့်လိုင်ဖိုးခွဲကိုပြက်လိုက်တဲ့ဆိုပေမဲ့ချောင်းလန့်ပြီးတော့ပြက်လိုက်ခြင်းဖြစ်တယ်။ကိုပိုက်သရုံးနီယောက်ကိုကျုံနေတုတ်ချီများဟောကျွန်တော်ပြောသလိုလုပ်ပါ။ဒါကြောင့်ကျွန်တော်ကဖိုးခွဲနဲ့မိမ့်မပြိုလေးကိုကြောချင်းကဲစေပြီးကျိုးနေတုံအောင်ချုပ်လိုက်တယ်။လင်းမြင့်လိုင်ရဲ့လက်တွင် မင်းမပြောဆိုလဲတိုင်းထားတဲ့အိတ်ကရောက်သွားကြည်လင်းမြက်လိုင်ကအိတ်ကိုဖွင့်လိုက်တယ်ကျွန်တော်ဒီလဲလှမ်းပြီးတော့အကဲခတ်လိုက်တယ်အလိုလေးပြထောင်နဲ့ငွေဆက်ကိုရပါလားမင်းရခစီယာယူသွားတဲ့ငွေရပါလားမင်းမပြောလဲကောင်းကြီးပြတယ်မင်းလူတွေကိုလဲတတ်တယ်ငွေလဲယူတယ်မင်းကလေးစစ်စစ်မှာဟုတ်ရဲ့လားအမျိုးသမီးကောင်းကောင်းနေတယ်မြေတို့များတော့ဖြင့်ပြောလာခြင်းမရှိပါချေကဲမင်းကတော့မှန်တိုင်ပြောစီခြင်းနဲ့ ဖောင်းရုံမင်းနရက်ခဘလို့ပတ်သက်တယ်ဒီငွေတွေဘယ်ကရလာတယ်ဘသူဟာလဲမင်းရက်ခကိုဘာလို့တတ်လိုက်တယ်ပေါ့တို့မင်းလိုက်တော့မင်းမပြိုလေရလင်းမျက်နှာကိုစိတ်စိတ်ကြီးတယ်ဒီလိုပုံစံနဲ့ပဲနေပြီးတော့ပြောရမှာလားကျွန်တော်တကူစားချင်နေစားနေတယ်အော်အေးအေးမင်းတို့ယုံနေကြိုးဖြစ်ပြီးမင်းပြီးတော့တကူကြွေးမင်းနာနာနေနေနေအောင်မင်းမင်းငါမေးတာရမှန်တိုင်းပြောပြကောင်းပြီလေအေးခုတော့ဖြေပေးလို့မရသေးဘူး အလုံးလေးဆိုတော့မင်းစားရဲဆိုငါတို့မဲဘာမှစားစရာမရှိဘူးငါတို့လေးစားတာပဲဒီတော့ဒီတိုင်းသီးခတ်မင်းနေချင်ငါအမဲပြစ်သွားလိုက်အောင်မေးသူပြောပြီးတော့လင်းမြင့်လိုင်ကကျွန်တော်မျက်နှာမျက်နှာကဲနဲ့ဖိုးခွေးတို့နေရာကိုစောင့်ကြည့်ဖို့ပြောလာချင်းပြီးလက်ကနေနေရာပြေးထွက်သွားတယ်ကဲမင်းတို့ရှေ့ရတက်ပင်အောင်မှာအေးအေးလေးလိုနားကြချင်သူပြောပြီးကျွန်တော်တေးလေးအနီးနားမှာရှိတဲ့တက်ပင်အောက်ခြေမှာခြေပြက်လက်ပြက်ထိုင်ကြတယ်ဖိုးခွေးကကျွန်တော်ကိုစူးစူးဆက်ဆိုင်ကြည့်ဖိုးခွေး ။နင်ဘာပြောချင်လို့လဲ။သူကတကယ်တော့ကျွန်တော်ကောင်မလေးမဟုတ်ပါဘူး။ဟေးကျွန်တော်အံ့အားတက်သွားတယ်။မင်းဘလို့ပြောလိုက်တယ်။ तू ကျွန်တော်ကောင်မလေးမဟုတ်ဘူး။နို့ဖြင့် तू ပြောတာဟုတ်တယ်။ကျွန်တော်နဲ့ तू ဘာမှမဆိုင်ဘူး။ तू ကျွန်တော်ခုတော့လှုပ်လိုက်တာ။မင်းမပြောလေးကပြောတယ်။မင်းတို့ဘာရင်းလဲကွာ။ဟိုဦးလေးပြန်လာရင်အကြောင်းစုံပြောပြပါမယ်။ကောင်းပြီလေ။ဘလို့ဝဲဖြစ်ဖြစ်အခုတော့ဒီတိုင်းနေကြကွာ။ငါလည်းတမိလောက်မိလိုက်ချင်တယ်။ ကျွန်တော်အမှန်တကယ်လည်းတရီးလောင်အိတ်ချင်တဲ့စိတ်ကြောင့်ဖြစ်တယ်။ဒါကြောင့်ကျွန်တော်တရုံညောင်ရဲ့အခြေအစပိုကက်ကြည့်လိုက်တယ်။ပြီးတော့တစ်ပင်ကိုကျောမြီပြီးတော့အိတ်ချင်တယ်။သူတို့ဘလို့နေနဲ့မျှဖျက်ပြင်းနိုင်လိုက်မှာမဟုတ်ကြီး။ကျွန်တော်ဘလောက်ကြာကြာမိခနဲ့ဖြစ်သွားနေရမသိပါ။ကိုပိုက်ထကြည့်ဗျ။လင်းမြင့်လိုင်ရဲ့အတန်ကြောင့်မျက်လုံးဖွဲ့ကြည့်တယ်။လင်းမြင့်လိုင်ရဲ့ခြံမှာမြောက်တကောင်ပါလာတယ်။ကျွန်တော်အထုမြောက်ကောင်ကိုအရေးစုပ်ပိုက်ခွဲဦးနှုတ်တစုပ်ထိုးမိခင်လိုက်တယ်။ကိုလေးဒါဖိုးခွေးကောင်မလေးမဟုတ်ဘူးလေဗျ။ သိပြီပြီသူတို့ပြောပြီပြီကဲဘုကွေမင်းသူ့ကိုကြည့်ထားရမင်းသူထွက်ပြေးမင်းမှာတောင်းဝရှိဟုတ်ကျွန်တော်နဲ့လင်းမြင့်လာရသူ့မကိုတစ်စိတ်တစ်စောင်းအကဲခတ်ကြည့်တယ်ဒီတော့ဖြင့်မြောက်ကောင်မီးခင်ကြက်တီရင် ကျွန်တော်တို့ကဆဆာနဲ့အားရပါရစားကြတယ်မိမပြိုလေးကလည်းဘယ်ချိန်ကအစာပြတ်နေရမသိပါ ပလုံပလောင်အားရပါရစားရင်စားတော့ပြီးတော့ကဲမင်းပြောလို့ရပြီတကယ်တော့ကျွန်တော်ကုန်းသိမ်းမြောင်မှာ ကြောင်ပြဲကျသွားတဲ့တက်လုံကနေလိုက်လာတာမဟုတ်ပါဘူး။အဖေနဲ့အမေအမဲပြည့်လိုက်လာတာ။ဟမ်မင်းဖေကမဟုတ်ဆိုလား။တို့ပြင်ဘယ်သူရော။မဟုတ်ဆိုစစ်စစ်တော့မဟုတ်ပါဘူး။အပြော်ရဲမဟုတ်ဆိုပေါ့။ဖေကတက်ကုန်တယ်လေ။အပြော်ရဲအမဲလိုက်တဲ့သူကတချိန်ကတော့တက်တော့ဝင်တော့လေ။အနားယူပြီးတဲ့နောက်တက်ကုန်နဲ့လုံနေတာဥလိုက်ချက်တဲ့။ဟေးတိရပေါ့။မင်းလိုက်ချက်သမီးလား။ဟုတ်တယ်။စပြောအောင်။အဖေနဲ့လမ်းကွဲသွားတယ်။ ဒီတော့ဒီတောင်ဟာကျွန်တော်နဲ့ဖြေသွားနေကြဆိုတော့ကြောက်ရရမလို့လीအဲ့ဒီလိုလမ်းကွဲခဲ့ပြီးကျွန်တော်လည်းခြေဥတက်ရရှောက်ခဲ့ရခါနီးဒီကွန်းကြီးမြောင်သားရှောက်တော့တစ်လုံးတင်ဟာတစီကြောက်သေးကိုအချိန်နဲ့ထိုးဆင်းသွားတယ်လीကျွန်တော်လည်းအသက်ရှင်လေးကြံနေသူရှိကောင်းရှိရင်ကုညီရအောင်ဆိုပြီးကြောက်သေးကိုဆင်းသွားတာတူတူပြောရရင်ဖြင့်အဲ့ဒီကားပေါ်မှာပါတဲ့သူတွေအားလုံးတည်သွားကြတယ်ကျွန်တော်စိတ်မကောင်းဖြစ်သွားတယ်ကားကဲရှိမှလိုက်ပါလာတဲ့တက်ကုံနဲ့တယောက် ငွေတွေပါလာပုံရှာပါတယ်ကျွန်တော်သိတာပေါ့ဒီငွေတွေကသူ့ငွေတွေသူ့ရဲ့တပည့်တယောက်ပါလာရင်ရှ िख ဆိုတဲ့လူပေါ့သူကသူ့ဆရာရဲ့ငွေတွေကိုရှူပြီးထွက်သွားတော့ကျွန်တော်တွေ့လိုက်တယ်သူ့ဆရာတိတ်ပြီဆိုရင်ငွေတွေကိုပုံပြီးတော့ပြေးတာပေါ့တကားလုံးတည်ကြပြီဆိုတော့သူတယောက်ပဲအသက်ရှင်ကျန်တော့ဘသူသိတာမှန်လို့နို့ရမေကျွန်တော်ခက်လန်းလန်းကကြည့်နေမြင်နေတာ तू မသိဘူးလေကံအားလျော်စားပဲကောင်းဝိမေအမျိုးသမီးတယောက်ပါလာရင် ကျွန်တော်ရွယ်ပြီဒီတော့ကျွန်တော်လည်းသူ့ကိုအလွန်မပေးချင်တာနဲ့ကျွန်တော်ကိုကျွန်တော်ဒဏ်ရာရအောင်လုပ်လိုက်တယ်ပြီးသူ့ရဲ့နောက်ကိုပြေးလိုက်သွားတယ်သူ့ကိုကူညီဖို့လှမ်းတော့ပြောတယ်ဒီတော့သူကျွန်တော်ကိုတကယ်ကားပေါ်ပါလာတဲ့လူတရားလိုထင်သွားတယ်ကျွန်တော်ဟန်းဆောင်ပြီးတော့သူကျွန်တော်ကိုကြည့်နေတဲ့အချိန်မှာမိလဲကြအောင်စောင့်ပြစ်လိုက်တာသူပြေးလာပြီးတော့ကျွန်တော်ကိုပွေးခေါ်သွားတယ်ဒီလိုနဲ့လမ်းမတို့တဲစုကိုရောက်သွားတာလीသူနဲ့ကျွန်တော်လမ်းမတို့တဲစုနေကြတော့ ကျွန်တော်သူ့ကိုပြောလိုက်တယ်ဒီပက်ဆန်တွေခမားဟာမဟုတ်လောက်ဘူးလို့ပေါ့ဒီတော့သူ့ရဲ့မျက်နှာပြက်သွားတာသူထင်ထားတာဒီပက်ဆန်တွေနဲ့ပတ်သက်ပြီးကျွန်တော်ဘာမှမသိပါဘူးပေါ့အခုလိုပြောလိုက်တော့သူကျွန်တော်ကိုကယ်လာရတာနှောင်ထားရသွားရဲ့ပုံမေဒါငါ့ငွေတွေမင်းမဟုတ်တော့မပြောနဲ့အဲ့လူလေဒေါ်ရကြီးနဲ့ပြောသေးတာခမားလက်ကားလူကိုယ်ဆရာရဲ့အလောင်းကိုတောင်းကောင်းကောင်းမုံမုံတကြုံပေးဖို့မစင်စားပဲ လောဘစောတိုက်ငွေတွေကိုယူပြီးတော့ပြေးလာတာလေကျွန်တော်ဒီကိစ္စကိုသိတယ်ကျွန်တော်ငြိမ်းနေမှာမဟုတ်ဘူးအမှန်ဖြစ်စေရမယ်ဆိုတော့မင်းကိုတဝက်ပေးမယ်ပစက်ပိတ်မလားပေါ့ဒီတော့ကျွန်တော်လည်းကောင်းပြီလို့ပြောလိုက်တယ်ဘာလို့လဲဆိုတော့ဒီနေရာမှာသူနဲ့ကျွန်တော်ပဲရှိရလိမ့်သူကျွန်တော်ဝင်နေပတ်သက်ပြီးဒုက္ခမပေးနိုင်ဘူးလို့တစ်ထက်ကြယုံကြည်လို့မရအောင်လေဒီတော့အင်းပေါ့နှုတ်ပြီမယ်လို့သူယောက်ျားကြီးတက်မိအရှင်မရှိတဲ့အလုပ်ကိုလှုပ်လာတယ်လေ ဘယ်လိုလဲပြောမအောင်လမ်ဘားတို့ကြောင့်အော်ဂျီဟက်ဂျန်နဲ့ကျွန်တော်ကပဲသူ့ငွေတက်ဝက်ပေးဖို့တောင်းတဲ့ပုံစံနဲ့လှုပ်လာတာလीကျွန်တော်လည်းအဲ့လိုအော်ခိုင်းနေပြောခိုင်းနေတကယ်တော့ကျွန်တော်သူရိုင်းနေပြီးအတင်းကျပ်အော်ပြောခိုင်းတာတကယ်တော့သူကယောက်ျားလीကျွန်တော်မိန်းမပဲသူ့ကိုဘယ်ရှင်လို့ဖြစ်မှာတော့ကျွန်တော်လည်းအတော်လေးနောင်နာရသွားတယ်ဒီတော့ညံတစ်မျိုးတုံးရတယ်လीသူ့လိုလိုက်ခဲ့တယ်အလိမ်မှာတုံးခဲ့တယ်သူကျွန်တော်ကိုယုံကြည်စွာနဲ့လက်ခံသွားတဲ့ချိန်ကြမှာ ကျွန်တော်သူ့ငွေတွေကိုယူပြီးအဲ့ဒီကနေပြေးထွက်သွားတာပြီနောက်တောင်မှရခကျွန်တော်ကိုတေလေလိုက်ရှာတာကျွန်တော်စဉ်းစားလိုက်တာကျွန်တော်တောတောက်ထဲမှာတွားရင်းလိုက်ရင်သူနေတနေ့မဟုတ်တနေ့ပြန်တွေ့နိုင်နေသူရဲ့လက်ကပြေးလွက်မှာမဟုတ်ဘူးဆိုတာသိလိုက်တယ်ဒီတော့သူ့ကိုခွန်ကောင်းယူပြီးပြေးထွက်နိုင်ဖို့အတွက်ကျွန်တော်သူ့ရဲ့လက်ကကြီးလွားနေချက်မလုပ်တော့ရင်သူ့ကိုပြန်ပြီးချောင်းမြောင်းခဲ့တာလीသူထင်တာကျွန်တော်သူ့လက်ကအလွတ်ပြေးရေပေါ့ တကယ်တော့ကျွန်တော်ကသူ့ကိုနောက်ရောက်ခံပြီးလိုက်နေတာဒီလိုနဲ့ကန်အားလျော်စွာပဲညောင်ကြက်လေးတစ်ခုမင်းသူရေတောက်နေတော့ဝေါကောင်နဲ့တိုးပါလျော်သူဝေါကောင်ကိုတော့ပေးနိုင်မလဲဝေါကောင်ကလည်းသူ့လက်မြောက်ရေးတွေရဲခေါက်တက်ပုတ်ပြီးတော့ပြေးသွားတာလीသူ့ရဲ့မျက်နှာမှာဝန်ကုတ်ထန်ရတဲ့ဗရဘမင်းဒီချိန်ကိုကျွန်တော်ကခွန်ကောင်းရှူပြီးသူ့ကိုတမြောင်နဲ့ခါးကြောက်ထိုးတက်ခဲ့တာကျွန်တော်ခုလိုမလုပ်ရင်တေသူကကျွန်တော်ဖြစ်တော်မှာလीဘလိုပဲဖြစ်ဖြစ်ပေါ့ကျွန်တော်ကိုထီလျောက် လူတက်လိုက်တယ်ဆိုတော့ကြောက်သွားတာပေါ့ကျွန်တော်တခုတီးလိုက်တာကျွန်တော်ဦးလေးတို့ခြေရာခံလိုက်နေတယ်ဆိုတာပဲဒီတော့ပုံရှုပ်ခွဲရှုပ်နေရတာပေါ့ဘယ်လိုလဲအောင်လုပ်မလဲလို့စဉ်းစားနေတော့သူနဲ့တွေ့တာပဲသူကကျွန်တော်ကိုသူ့ကောင်မလေးလို့ထင်နေတာလေတကယ်တော့သူ့ကောင်မလေးတေးသွားပြီဆိုတာကျွန်တော်ပြောမှလက်ခံသွားတာကျွန်တော်သူ့ကောင်မလေးတေးပြီဆိုတာသိတာ哦ဘာလို့လဲဆိုတော့ကျွန်တော်ပြောခဲ့တယ်မလားကားပေါ်မှာပါလာတဲ့လူတူရဲတော်မင်းကလေးကသူ့ကောင်မလေးလीအ ကျွန်တော်သူ့ကောင်မလေးကိုတွေ့ပြီးအကြံရလိုက်တာဆိုတော့အဲ့ဒီချိန်ကသူ့ကောင်မလေးကိုကျွန်တော်အခင်ဖြစ်တဲ့နေရာကဆွဲယူပြီးတော့ရှိုးတစ်ခုတည်းကိုပြစ်ချခဲ့တာလေ။ကဲမင်းဆက်ပြောပါဦး။သူနဲ့တွေ့ပြီးတော့ဘယ်လိုတွေထပ်လုပ်တယ်ဆိုတော့ကျွန်တော်ကဖိုးခွေးကိုမေးလိုက်တယ်။သူကသူ့ကောင်မလေးလို့ထင်ထားတာမဟုတ်ဘူးဆိုတော့အတော်လေးစိတ်ဖြစ်သွားတဲ့ပုံပဲ။သူ့ကောင်မလေးကိုသူ့သိပ်ချစ်ပုံရတယ်လေ။ဒီတော့ကျွန်တော်ကခမည်းကောင်မလေးကသိပြီလေ။ဘဝတစ်တစ်ခုကိုပြန်ဆမလား။ ကျွန်တော် follow ပေးမယ်လို့ပြောလိုက်တယ်။ဒီတော့သူစိတ်ဝင်စားသွားပုံရှာတယ်။ဟမ်။သူမကထို့သူပြောပြီးဖိုးခွေကိုသဘောကျစွာနဲ့ကြည့်အောင်ကျွန်တော်နဲ့လင်းမြက်လိုက်ပြုံးမိတယ်။နင်းတကယ်ပဲသူနဲ့ပေါ်လုံးလို့လား။လင်းမြက်လိုက်ကမေးလိုက်တယ်။ဘလို့ဖြစ်နိုင်မှာတော့နို့ဖြင့်ကျွန်တော်ဦးလေးတို့လက်ကလွတ်မြောက်ကျင်တယ်လေ။နို့ကြောင့်သူ့ကိုအယုတ်သေးစီးယုံလိုက်တာ။ဟာဟာ။လေမြင့်လိုက်နေကျွန်တော်ကသူမကိုကြည့်ပြီးသဘောကျမိတယ်အတော်လေးလေးမိမပါလား ခင်များနဲ့ကျွန်တော်မီလောင်ကုန်းရွာပြတုတ်တန်စီရမင်းနာမည်သုံးရမှာတွေ့ကြမင်းအခုတော့ရှင်အဲ့ဒီဦးလေးကြီးတွေတရားပြန်ခေါ်သွားချေလို့ပြောတော့သူကအင်းနဲ့လေဒီတော့ကျွန်တော်ကဒီပင်ကြီးပေါ်မှာဘိုးဝင်တိုက်မယ်ပုံနေလိုက်တယ်တကယ်တော့သူကလူလျှော်လေးပဲလူညံ့လေးပဲဘာမှတုံးစားလို့ရတဲ့သူမဟုတ်ဘူးပဲနို့နေပါဦးမင်းဒီငွေတွေကိုဘာလို့လိုချင်တာတော့သူများငွေတွေလေကျွန်တော်သူ့ကိုမကြင်မနက်ကြည့်လိုက်တယ် အခုမှကျွန်တော်ပြောရင်ဦးလေးတို့ရှုံးမှာမဟုတ်ဘူး။ဘာများတော့ဒီငွေတွေကိုကျွန်တော်လုံးချင်လို့မဟုတ်ဘူး။နှုတ်ဖြင့်အဲ့ဒီသေးသွားတဲ့ကုန်းတွေကဖိဖိမိတ်ဆွေလေး။သူ့မဲ့တမီးလေးတယောက်ရှိတယ်။သူ့ကိုပြန်ပေးချင်လို့ခုလိုလောက်တာပါ။ဟာ။ကျွန်တော်နဲ့လင်မြင့်လှိုင်ကသူ့မကိုတအံ့တော့ကြည့်ကြတယ်။သူ့မရဲ့မျက်နှာကိုစိတ်စိတ်ကြည့်လိုက်ကြတယ်။သူ့မလိမ်ပြောနေခြင်းမဟုတ်မဲကျွန်တော်တို့အကဲခံပြီးတကယ်တော့သူ့ရဲ့ဖေး ိုးလိုက်ချက်ကိုကျွန်တော်တို့သိပါတယ်။လွန်မင်းစာခင်ကြပါတယ်။သူ့ရဲ့သမီးလေးတယောက်ရှိတာကိုမသိခြင်းမဖြစ်တဲ့သူ့ရဲ့ဖေကလွန်မင်းစာရိုးသားဖြူစင်သူဖြစ်တဲ့သဘောမနောကောင်းသူဖြစ်တဲ့လူတိုင်းပေါ်ကူညီတတ်သူကူညီလိုသူဖြစ်တဲ့သူ့ဆိုတော့သမီးဖြစ်သူဟာမန်တော်စကားပြောနေခြင်းဖြစ်လိမ့်မယ်လို့ထွက်လိုက်တယ်။ကောင်းပြီလေ။ရှုံးနေဒီတော့မင်းငွေတွေယူပြီးတော့ငါတို့ဒီမဲနေခဲ့အောင်မင်းအမဲပြည့်ချေကြအောင်မင်းလင်းမြင့်လိုင်ကပြောလိုက်တယ်။ ဒီရင်သူမကောင်တွန်တွန်ရန်ခပြီမဖြစ်ဘူးဦးလေးတို့ကျွန်တော်ကိုကြီးမဖြစ်မေလမ်းမအန်ရမတွေ့နိုင်ဘူးလို့ဦးလေးတို့ယုံလားပြီးတော့ကျွန်တော်လိန်ညာပြောတာလည်းမဖြစ်နိုင်ဘူးလားဟမ်အဲ့လိုမလုပ်ပါနဲ့ဦးရေဦးလေးတို့လည်းကျွန်တော်ဖေဖေကိုသိတယ်ခင်နေဆိုရင်ဖေဖေမျက်နှာနဲ့ကိုကြီးတင်တာပေါ့ဟေးဘယ်လိုကျွန်တော်နဲ့တူဒီငွေတွေကိုဦးလေးတို့ဟာဖေဖေစီအရောက်ပို့ပေးတင်တာပေါ့အလိုလေးဗျာတကယ်ပဲသူမဖြစ်နေပါကောလား တကယ်တော့ကျွန်တော်နဲ့လင်းမြလိုင်ကသူမစိတ်ဆန်းလိုက်ခြင်းဖြစ်တယ်။တကယ်တမ်းကျွန်တော်တို့ပြောသလိုငွေတွေယူရေးထွက်သွားမယ်ဆိုရင်လေကျွန်တော်တို့လုံးဝလက်ခံမှာမဟုတ်ကြီးအခုတော့သူမကရိုးသားတူတယောက်ဖြစ်နေတယ်။ကျွန်တော်နဲ့လင်းမြလိုင်ကသူမကိုကြည့်လိုက်ပြီးပီတိဖြစ်မိတယ်။သူမကသူတို့ကောင်းမှုအတွက်ဘဝနဲ့ရင်မီကူညီလိုက်တဲ့သူဖြစ်ပါတယ်။သို့ဆိုတော့သူမပေါ်ရောဘသူတွေဘလို့သဘောထားကြမလဲ။တိုးဝင်မေသူမကိုအပြည့်ရှိတယ်လို့ယူဆကြလိမ့်မယ်။ ဥပဒေရဲ့အဆုံးအမကိုသူမှခံယူရမည်ဟာရှိပါတယ်။ဟုတ်ကဲ့ပြည်သူများရှင်ကိုပိုက်ရေးသားထားတဲ့မှန်သောအမှန်နဲ့အသားကောင်ဆိုတဲ့ဇာတ်လမ်းလေးကတော့ဒီညမှာပဲဆုံးသက်ပါပြီ။ဇာတ်လမ်းလေးကိုပြည်သူတွေကြိုက်နေတဲ့ကြမယ်လို့မျှော်လင့်ပါတယ်။အဆုံးထိလိုက်ပါအပင်နာစီနေတဲ့အတွက်ကျေးဇူးတင်ပါတယ်။တာယာချမ်းမြေတော်နေ့သက်တွေကိုပိုင်ဆိုင်ပါစေလို့ဆုမကောင်းတောင်းပေးလိုက်ပါတယ်ရှင်။